ဟုတ်ကဲ့ပါအာ CP ရဲ့လို့စဖွဲ့ကြဲကအာ one army ပေါ့နော် army တစ်ခုအဖြစ်ဘူးပေါင်းကြမယ်ဆိုတော့ကကျွန်တော်ရဲ့ gun ဦးထီဟာပေါ့နော်သဘောတူတယ်ကျွန်မလည်းရှိပြီးသားပါအာဒါပေမဲ့လည်းအခုလိုမျိုးမျိုးတင်းတဲ့ပွဲတွေနဲ့တခြားခက်ခဲတွေကြောင်းပေါ့နော်ဟို စနစ်တကျအကောင့်ထဲမှာပုံနိုင်သေးတာပေါ့ဒါပေမဲ့ဒီနှစ်ထင်းမှာပဲကျွန်တော်တို့လွတ်မြောက်နေတဲ့နေရာမှာကျွန်တော်တို့မြေပြင်မှာ CB ကောင်းဆောင်နေကုန်လုံးချင်းချင်းတော့ကောင်းဆောင်နေကုန်လုံးတွေ့ဆုံကြတယ်အဲ့ဒီမှာကျွန်တော်ငကူကသဘောတူညီထားတာကိုကျွန်တော်တို့ဝိုင်းဝန်းဒီပူမှာအဲ့လိုမျိုးခြေလှမ်းလေးတွေစာဖော်ဆောင်လာတာပေါ့ဆိုတော့ဒီ standard army လို့ပြောတဲ့ချိန်မှာလည်းပဲဒီ standard army လို့ပြောတာဒီ ascendant ရှိတဲ့ဟိုဘယ်လိုပြောမလဲအစီကန်ရှိတဲ့အမိန့်နာခံမှုရှိတဲ့ ကျင့်ဝတ်လိုက်နာတဲ့ပြည်သူလူထုရဲ့ကြိုးစည်းပွားကွာကွယ်ပေးတဲ့ရှေးရှုတဲ့ဒေါ်လန်ကြီးတစ္ဆာရှိတဲ့ဟိုတပ်ဖွဲ့တပ်အာမေတခုကိုပြောချင်းဖြစ်ပါတယ်ပေါ့နော်ဟိုကျွန်တော်တို့ကဟိုတိုက်လေချင်းနေရင်ကုတ်သင်းပေါ်တွေတင်ကားတွေနဲ့ဟိုဟိုလဆာတွေပေးတဲ့ဟိုဘယ်လိုပြောမလဲယူနီဖောင်းတွေပါနေညာနဲ့အပြည့်အဝစင်ကျင်ပေးတဲ့ဟာကိုဆိုတာထက်ပေါ့နော်ကျွန်တော်တို့ဒီအနှစ်သာရကိုပိုဦးစားပေးတဲ့အဲဂျင်ဝတ် အပြည့်ဝရှိတဲ့ခြင်းဝတ်နားလေတဲ့အမိန်နာခံမှုရှိတဲ့ပြည်သူလူထုအကျိုးစီးပွားကိုရှေ့ရှုတဲ့တိုက်ရိုက်ခိုက်ရင်ပြည်ပွားတဲ့အဲဒီလက်နက်ကင်တပ်ဖွဲ့ကိုကျွန်တော်တို့ဥစားပေးခြင်းညွှန်ခြင်းဖြစ်ပါတယ်။အာအဲ့ဒါပို့အရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်။အခုတက်ရှိကျွန်တော်တို့တက်ခိုက်နေတဲ့စစ်ကောင်စီဒီ standard army ပဲဆိုပါဆိုလေရင်နေရှိတယ်တင်ကားတွေရှိတယ်လာရတယ်ဘလိုမျိုးထောက်ပံ့နေပါတက်ကတော့ညာတက်ကတော့ဘလိုစစ်နေပေါ့နော်ဒါပေမဲ့ဂျီတူလူထုရဲ့ဂျိန်ဆောင်မိတဲ့အခါ ဒီသူလူထွေအကျိုးစီးပွားကိုမဆောင်ရှောက်တဲ့အခါသူတို့ဟိုပြည်သူလူထွေချိန်စားပြန်စူးတာနေနေရတယ်ပေါ့နော်အဲ့ဒီမှာလည်းပဲကျွန်တော်တို့ step by step သွားဖို့ဆိုတာပထမတော့ကျွန်တော်တို့အခုလိုမျိုးဒင်းနဲ့နေဆင်းလာတယ်ပထမတော့ကျွန်တော်ဒီ6ဖွဲ့ပေါင်းလာမှာဒီတစ်ဖွဲ့ချင်းစီမှာ one command ဖြစ်လာဖို့ဘူးမှာစစ်နေလာဖို့ပေါ့နော်ကျွန်တော်တို့မှလည်းနှစ်နှစ်သုံးနှစ်လောက်၄၅နှစ်လောက်တွေ့ကြုံရှိတယ် အာဟိုဖွဲ့ဒီဖွဲ့ပေါင်းကြတယ်အပူပရစတိတ်မန့်ထုတ်တယ်ပါညနေပေါ့နော်ဒါပေမဲ့ဟိုဖွဲ့ကလည်းပဲဖယုဖရဲ့ဒီဖွဲ့လည်းဖယုဖရဲ့ဆိုတော့ဖယုဖရဲ့နှစ်ဖွဲ့ပေါင်းလို့ဘိုးမဖယုဖရဲ့ဖြစ်လာဖို့ပဲရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်ရှေ့မှာသင်္ကန်းစာညယူခဲ့ပြီးဖြစ်တယ်ဆိုတော့ဒီ one army ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကအစောတလင်ပေါ့နော်လုံးမလည်းမဟုတ်ဘူးလူကြောင်းကောင်းအောင်ပြောပြနေလည်းမဟုတ်ဘူးကျွန်တော်အချိန်ယူမှာ စနစ်ကြတိဆောက်လာမှာဖြစ်တယ်။ဆိုတော့ဒီအဖွဲ့6ဖွဲ့ရှိတာကိုတစ်ဖွဲ့ချင်းစီတီ one government ဖြစ်လာမယ်။တစ်ဖွဲ့ချင်းစီတီလေ့ကျင့်ရေးပြည့်ဝမယ်။စီကံရှိလာမယ်ဆိုတော့ဦးစားပေးရမယ်ပေါ့နော်။အဲ့ဒီ one government တစ်ဖွဲ့ချင်းစီမှာ one government ဖြစ်လာမယ်။နောက်တစ်စင်ကြမှာဒီ6ဖွဲ့ရနေမှာအတူတူလို့တဲ့ခါကျရင် joint government ပေါ့နော်။အောက်မှာဆိုဆိုကျွန်ဒီ flam စစ်စင်ကြီးမှာဆိုရင်ဒီ CNDF ကို CDF ကဘလက် CDF မင်တာ PDF ဆိုလဲစသဖြင့်ညီနောင်နေဆိုရင် one government အောက်မှာ ဒီ joint comment sensor လေးတွားကြတယ်ပေါ့နော်ဒါကျွန်တော်မြေဆန်းခရမ်းပြိုးတာတွေပေါ့စစ်မြေပြင်ကတော့အကောင်းဆုံးတင်တန်းကြောင်းမယ်ပေါ့နော်နောက်ပိုင်းကြတော့မှကျွန်တော်တို့ကအဲ့ဒီ joint comment ညတစ်ဖွဲ့ချင်းစီ one comment ဆင်ပြေလာတယ်အဲ့ဒီမှာပူပေါင်းတဲ့ joint comment ညလည်းအဆင်ပြေလာတဲ့ခါကျရင်ကျွန်တော်တို့ one army စစ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ရဲ့အခုအခြေခံစစ်တင်တန်းဆင်ရတယ်ဆိုလဲဗမာလဲမရာလဲမင်းတက်ကလည်းမင်းတက်လဲပေါ့နော်ကမ်ပလက်ကကမ်ပက်လဲအဲ့လိုမျိုးပေါ့နော် အခုချင်းတဲ့ကိုလုပ်ကြတာရှိတယ်။နောက်ပိုင်းကျွန်တော်တို့ရဲ့အခြေခံစစ်တင်တန်းတွေဒီပေါင်းလိုက်ပြီးမှပေါ့နော်။ဒီလောလောဆယ်6ဖွဲ့ရှိတယ်။6ဖွဲ့လုံးကရဲပေါ်ဥမာဆိုဆို6ဖွဲ့လုံးကရဲပေါ်အယောက်30စီးပေါ့နော်။ဟိုအဲ့လိုမျိုးတွေအကုန်လုံးပေါင်းလိုက်ပြီးမှ one training အဲဒီက basic military training မှာလဲ one training အကုန်လုံးသွားမယ်တပေါ်မျိုးပေါ့နော်။အဲ့လိုမျိုးကနဲ့တဆင့် one army ဖြစ်လာဖို့ပေါ့နော်။အဲ့လိုမျိုးပြင်ဆင်ထားတာအဲ့လိုမျိုး target ထားကြတာပါ။ကျွန်တော်တို့မှာ 2025အတွင်း26အတွင်းပါညာလို့မဖြစ်ပဲနဲ့သူ့အချိန်လေးနဲ့သူဘောနော်ကျွဲကူးရေပါဘောနော်အရေးချင်းရှိလာဖို့ကိုပဲဦးစားပေးပြီးမှတဖြည်းဖြည်းနဲ့ကျွန်တော်တို့အရွေ့ဖြစ်ရမယ်ဒါပေမဲ့အရွေ့ရတော့နိုင်ငံရေးရေချင်လျောက်အစဉ်ပြေလာလျောက်ပေါ်တော့တွေ့တယ်သူညာနဲ့ခါရှိမယ်နှီးတဲ့ခါရှိမယ်အရွေ့တော့ဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ဒီ CB Army ပေါ့နော် Standard Army ကိုကျွန်တော်တို့ထူထောင်သွားကြဖို့ဒါကအနာဂတ်မှာလည်းပဲကျွန်တော်လွတ်မြောက်နေမြေကိုလည်းကာကွယ်ဖို့ ရှေ့ဆက်ပြီးမှလည်းပဲ Federal Democracy ပြည်ထောင်စုမှလည်းအတိုင်းတည်းပါဝင်ဖို့ကျွန်တော်တို့ရဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်လွတ်လပ်ခွင့်ကို အပြည့်အဝအာမခံပေးမဲ့အဲဒီအာမေတစ်ခုပေါ့နော်အဲ့ဒါကိုအတွက်ပေါ့ကျွန်တော်တို့ဘလို့ပြင်ဆင်နေကြချင်းဖြစ်ပါတယ်